မင်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကသိုလ်1389ခုနှစ်နော်လာစန်းပြည့်ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာ28ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့စောင့်နေပါရှင်ပထမဆုံးအနေနဲ့စစ်ကောင်မရှင်က905ကဖြင့်ဖမ်းဆီးထောင်ချထားသောလူရဲနေနိုင်ခြင်း900ကျော်ကိုလွတ်ပေးပြီးရွေးကောက်ပွဲအထူးအတွက်လူမှုအမြင်လှည့်စားရန်ကြိုးပမ်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကော်မရှင်က၎င်းတို့ကျင်းပမည့်ရုပ်ောက်ပွဲအတွက်လွတ်လပ်စွာဆန္ဒမဲ့ပေးနိုင်စေရန်ရည်ရွယ်သည်ဟုဆိုကာပုံမှန်905ကဖြင့်ဖမ်းဆီးထောင်ချခံထားရသောနိုင်ငံရေးအကျဉ်းသား924ဦးနှင့်905ကအပြင်အခြားပြည်ထောင်များဖြင့်ထောင်ချခံထားရသူ2362တို့ကိုပြည်ထောင်ချော့ပေါ်လူငိမ့်ခွင့်ပေးခဲ့ကြောင်းယမန်နေ့နိုဝင်ဘာ26ရက်နေ့ညပိုင်းကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပုံမှန်905ကဖြင့်တရားစွပ်စွခံထားရသူနှင့် ခပြေတေရှောင်းနေသူ9580ဦးရဲ့အမှုများကိုလည်းရုတ်သိမ်းခဲ့ကြောင်းကြေညာခဲ့ပါတယ်။စစ်ကောင်မရှင်ကပုံမှန်905ကအရပြည်ထန်ချမှတ်ခံထားရပြီးထောင်ချနေတဲ့နိုင်ကျင်း924ကိုပြည်ထန်ရှော့ပေါ်ပြီးလူငင်းခွင်ပေးခဲ့တော့လဲအဆိုပါလူငင်းခွင်ဟာရဇဝိချစ်ထုံဥပဒေပုံမှန်431တအရဖြစ်ပြီးနောက်တစ်ကြိမ်ပြည်မှုကျူလွန်မာကလက်ရှိနှင့်ကြန့်ရှိတဲ့ပြည်ထန်များကိုဆက်လက်ကြခံရမယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါအပြင်905ကအပါဝင် အခြားအမှုအမျိုးအစားများဖြင့်ပြည်တံကြခံရသူ2362ကိုလည်းအတူတကွပြည်တံ short box လူငိမ့်ခွင့်ပေးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သို့တော်အဆိုပါ2362ဟာ905ကဖြင့်ထောင်တန်းချမှတ်ထားတဲ့ပြည်တံမှတ်သားကွန့်လွတ်ခြင်းဖြစ်ပြီးအခြားအမှုများဖြင့်ဆက်လက်ဖမ်းဆီးထောင်ချထားမှာဖြစ်ကြောင်းသိရပါတယ်။ကိန်းကနတ်တွေအများကြီးချပြပြီးအများကြီးလွတ်ပေးလိုက်တဲ့ထင်အောင်လှုပ်ထတာ 905ကနဲ့လွတ်လာတာ900ကျော်ပဲရှိတယ်လို့900ကကဖြစ်ဖန်စီခံရထားရပြီး ထောင်ဒဏ်နှစ်ချမှတ်ခံရသူနိုင်ကျင်းဟောင်းတူက PSN ကိုပြောပါတယ်လက်ရှိမှာ905ကဖြစ်တရားစွပ်စွကစစ်ဆေးခံရသူများနဲ့ထပြေးတိမ်းရှောင်နေသူ9580ဦးရဲ့အမှုများကိုလည်းရုတ်သိမ်းခြင်းပြုခဲ့ထားကြောင်းစစ်ကောင်မရှင်ကထပ်မံကြေညာခဲ့ပါတယ်အဆိုပါကြေညာချက်ဟာအမိတ်အယား အောင်ရင်တွေအမျိုးသားကကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမှုဆောင်ချုပ်လို့ဖော်ပြထားပါတယ်။9000ကျော်ကိုအမှုရုပ်တယ်ဆိုတာကလည်း905ကတခုပဲရုပ်တာဒီကောင်တွေကိုယုံပြီးသွားလို့ကတော့905ကမဟုတ်တဲ့အခြားအမှုမျိုးစုံနဲ့ဖမ်းပြီးနှိပ်စက်မှာဘယ်တော့မှမယုံပါနဲ့လို့၎င်းနိုင်ချင်းဟောင်းကဆက်လက်ပြောကြားပါတယ်။စကောမရှင်ကထို့သို့လှုပ်ဆောင်ခြင်းဟာမကြမီကျင်းပမဲ့အတူယောင်ရွက်ကောက်ပွဲအပေါ်လူလူ အမြင်များပြောင်းလဲစေရနဲ့ ၎င်းတို့ရဲ့ထိ ंछ ုံမှုကိုပုံမခိုင်မာစေရန်လှုံ့ဆော်လာခြင်းဖြစ်တယ်လို့သုံးသပ်မှုများလည်းရှိနေပါတယ်။စစ်ကောမရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မီထွန်းကအမေရိကန်အစိုးရကမြန်မာနိုင်ငံသားများအပေါ်ခွင့်ပြုထားတဲ့ယာယီအကာအကွယ်ပေးထားမှုအဆင့် TBSR ရဆိုင်းလိုက်ခြင်းဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ပြီးအမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်၎င်းတို့ကျင်းပမည့်ရွေးကောက်ပွဲကိုပြန်လာ၍လွတ်လပ်စွာမဲပေးနိုင်ကြောင်းဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့အမေရိကန်အစိုးရရဲ့ TPS ရပ်ဆိုင်မှုအပေါ်နိုင်ငံတကာလူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW အမေရိကန်ရောက်မြန်မာအတိုင်းဝိုင်းနဲ့လူ့ခွင့်ရေးတက်ကြွလှရှားသူများကပြင်းပြင်းထန်ထန်ကန့်ကွက်လျက်ရှိပါတယ်။ဒါ့အပြင် အမေရိကန်အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ James Irid ကော်မတီဖွဲ့ဝင် Jenny Shahay အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌ Brian Masnick ကော်မတီဖွဲ့ဝင် Gregory W. Mito က လာမည့်ဒီဇင်ဘာ28ရက်နေ့မြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲကိုရှုံချရန်ယမန်နေ့နိုဝင်ဘာ26ရက်နေ့ကပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းအတွင်းရှိစစ်ကောမရှင်စစ်စေးရဲကိန်းနဲ့စစ်ကြောင်းကိုတက်ခိုက်ခဲ့ရန်စစ်ကောမရှင်စစ်သား3ဦးသေဆုံးပြီးပစ္စည်းအချို့တင်စီရမိကြောင်းတော်လိုင်းရဲ့တပ်ဖွဲ့များကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကနိုဝင်ဘာ26ရက်နေ့နနက်စင်နိုင်းခန့်ကနတ်တလီမြို့နယ်ရှားပြုံကျေးရွာရှိ စစ်ကောင်မရှင်စစ်စေးရိတ်ကိတ်ကိုတော်လည်းရဲတများကဝန်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်စစ်ကောင်မရှင်တပ်သား၂ဦးသေဆုံးပြီးကျန်သူများထိခိုက်ဒဏ်ရာရရှိကဆိုင်ကယ်လေးစီးစကားပြောဆက်တလုံးရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဘီဟွာ၂၂ကုကဲမှုအောက်ရှိတိုင်ဝခရိုင်တရင်အမှတ်383တက်ရင်တက်ခွဲ6နဲ့ နတလင်းမြို့နယ်ပကဖားတို့ပူပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါနိုဝင်ဘာလ26ရက်နေ့နနက်7:00နာရီခန့်ကလည်းပေါင်းတယ်မြို့နယ်ပန်းသိမ့်ပင်ကြည်ရွာမှထွက်လာတဲ့စစ်အင်အား10ဦးပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုတရားဝင်ခရိုင်တရင်အမှတ်383တရင်ရေပေါ်များမှမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးစစ်ကော်မရှင်စစ်သားတအုပ်တည်ဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီးတော်လိုင်းရေပေါ်များထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံကသတင်းတွေကို PSN News ရဲ့ Wine တော်သူမာရီလင်ကဆက်လက်တင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါရှင်။ခုချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းတွေကို တင်ပြပေးသွားပါမယ်။ကျွန်မကတော့မာရီလင်ပါ။ပထမဆုံးတင်ပြဖို့ရွေးချယ်ထားတဲ့သတင်းကတော့ မြန်မာနိုင်ငံရွေးကောက်ပွဲအကြိုကာလအတွင်းကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နိုင်ကြောင်း WIWM ကတရိပ်ပေးတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား WIWM ကမြန်မာစစ်ကော်မရှင်က2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းနိုဝင်ဘာလ26ရက်နေ့သတင်းထုတ်ပြန်ချက်မှာသတိပေးလိုက်ပါတယ်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံခြေကံဥပဒေကိုချိုးဖောက်တာကရန်နီးယားရဲ့လုပ်ပိုင်ခွင့်ထဲမှာပါဝင်တဲ့ရာဇဝတ်မှုမဟုတ်ပါဘူး။ရန်နီးယားရဲ့လုပ်ပိုင်ခွင့်မှာစစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးပြုံးတိစင်မှုတွေမှာပါဝင်ပါတယ်လို့ရန်နီယာရဲ့အကြီးကဲနီကိုလတ်ခွန်ချန်ကပြောကြားခဲ့ပြီးရေကောက်ပင်နဲ့ပတ်သက်ပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများစေနိုင်သောနှိပ်စက်ညှဉ်းပန်းမှုများနဲ့လူမှုကြအကြောင်းတရားပြန်ပွားစေမှုများနဲ့ပတ်သက်ပြီးစိုးရိမ်ပွဲရာသတင်းပေးပို့ချက်များကိုလက်ခံရရှိထားကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်မြန်မာစစ်ကောင်မရှင်ဟာရွေးကောက်ပွဲကိုဝေဖန်ရုံများနဲ့ထောင်နဲ့နှစ်20အထိသို့မဟုတ်ဒေသမှာချမှတ်နိုင်တဲ့ဥပဒေတရက်ကို2025ခုနှစ်ဇူလိုင်လမှာပြဋ္ဌာန်းခဲ့ပါတယ်။ယန္တရာသည့် လူမှုကွန်ရက်မှာတစ်ဆင့်ဝေဖန်ခြင်းနဲ့ရွေးကောက်ပွဲစမ်းခြင်းရဲ့လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများဖြင့်ကလေးများပါဝင်လူများပြားဖန်ဆီးခံရတဲ့တရင်တွေကိုစုဆောင်နေပြီးဥပရိမဖန်စီထောင်ချမှုဆိုင်ရာထောက်ထားတွေကိုလည်းစုံစမ်းလျက်ရှိပါတယ်။စစ်ကောင်မရှင်ဟလက်နက်ကင်တပ်ဖွဲ့များထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူပြီးရွေကောက်ဖွဲ့ကျင်းပနိုင်တဲ့နေရာတွေကိုချဲ့ထွင်ရန်အတွက်ရဲသားများနေထိုင်တဲ့ခြေရွာတွေကိုလေကြောင်းတိုက်ခတ်မှုတွေတိုးမြှင့်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းတွေကိုလည်းရန်နီးယားကစုံစမ်းစစ်ဆေးနေပါတယ်။နီကိုလတ်ခွန်ချန်က ရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းဟာစစ်မှတ်ဥပဒေချိုးဖောက်မှုဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲအတွင်းတိုက်ခိုက်ခြင်းသည်ဆရာဆွေမှုသို့မဟုတ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုမြောက်နယ်ကြောင့်အတိလင်းတည်ပေးခဲ့ပါတယ်။ဒီရာဇဝမှုကျူးလွန်သူတွေကိုတရားဥပဒေအရရယူနိုင်မှုအတွက်ထောက်ထားတွေကိုကျွန်တော်တို့အာသုံခွန်ဆိုင်စုဆောင်းနေပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရ WIWM ကို2018ခုနှစ်မှာကုလသမဂ္ဂလူ့ခွင့်ကောင်စီမှဖွဲ့စည်းခဲ့ပြီး2012ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများအတွက်ထောက်ထားများစုဆောင်းစည်းစည်း၍နိုင်ငံတွင်ဒေသတွင်နဲ့နိုင်ငံတကာတရားဥပဒေများမှတရားစွဲဆိုနိုင်ရန်အရွယ်လှုံ့ဆော်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲအတုကိုကန့်ကွက်ဖို့အမေရိကန်ထက်လွတ်တော်နဲ့အောက်လွတ်တော်အမတ်များထရမ့်အစိုးရကိုတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်ထက်လွတ်တော်နိုင်ငံဆက်ဆံရေးကော်မတီဥက္ကဋ္ဌ James E. ကော်မတီဖွဲ့ဝင် Jenny Sharon အောက်လွတ်တော်နိုင်ငံရေးအကော်မတီဥက္ကဋ္ဌ Brain Mass နဲ့ကော်မတီဖွဲ့ဝင် Gregory W. Mix တို့သည်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲကိုရှုံချရဲဂျမန်နေ့နိုဝင်ဘာလ26ရက်နေ့ကပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဆိုပါကြညာချက်တွင်၎င်းတို့လေးဦးကလာမည့်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများသည့်လိမ်လည်မှုများဖြင့်ပြည်နေသည့်အထူးရာရွေးကောက်ပွဲဖြစ်ကြောင်းပြပြသသားပြောကြားထားပါသည်။မြန်မာနိုင်ငံမှာဒီဇင်ဘာလကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာလိမ်လည်မှုတွေကြီးပဲဆိုတာပေါ်လွင်နေပါသည်။အာနာသိမ့်မီနာမြန်မာပြည်သူတွေပေါ်ကြမ်းဖက်မှုတွေဇက်တိုက်ကျူးလွန်နေတဲ့တရုတ်ကျော်တောင်နောက်ခံပြုစစ်ကော်မရှင်ဖွဲ့ကအာနာကိုနိုင်ငံတကာရဲ့ထောက်ခံမှုရရှိစေရန်ရည်ရွယ်ပြီးစီစဉ်နေခြင်းသာဖြစ်ပါတယ်လို့ထက်လွတ်တော်နဲ့အောက်လွတ်တော်မှအစ်မြင့်ရရှိများကပြောကြားပါသည်။ မေရိကန်လွှတ်တော်အမတ်များကစစ်ကော်မရှင်ဟာ2021ခုနှစ်အာဏာသိမ်းကာလ9နှစ်နီးပါးကြာမြင့်လာပြီးတရုတ်နဲ့ရုရှားတို့ရဲ့နိုင်ငံရေးနဲ့စီးရဲရပတ်မုံမှုများရရှိနေပေမဲ့နိုင်ငံရေးနယ်မြေအများစုကိုပြေဝထိန်ချုပ်နိုင်ခြင်းမရှိသေးကြောင်းထောက်ပြခဲ့ပါတယ်။ဒါအပြင်၎င်းတို့ကအမေရိကန်ပြည်ထောင်စုရဲ့ဒီမိုကရေစီနဲ့နိုင်ငံတကာအသိမှတ်ပြုလူခွင့်ရေးဆိုင်ရာဂရုကဝတ်များနဲ့အညီဖရန့်ဆိုယာနဲ့အမေရိကန်ရဲ့ဒီမိုကရေစီမဟာမိတ်များအားလုံးကိုခုလိုခြေကံချွေရင်ချက်ရှိသောရွေးကောက်ပွဲများကိုစန့်ကျင်ကန့်ကွက်ရန်တိုက်တွန်းထားပါတယ်။ ဒါအပြင်မြန်မာပြည်သူများကိုလည်း၎င်းတို့ရဲ့အဆိုးရွားကိုလွတ်လပ်ပြီးတရားမျှတစွာရွေးချယ်ပိုင်ခွင့်ကိုညှင်းပယ်စေမဲ့ရည်ရည်ရွေးကောက်ပွဲရလက်ကိုမဆိုလက်မခံဘဲပြပြတသားပြောဆိုကြညာရန်တိုက်တွန်းခဲ့ပါတယ်။အလွတ်တော်နိုင်ငံသားကြီးရကော်မတီကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့မှာကြားနာပွဲတစ်ခုကျင်းပခဲ့ရာတပ်သေးများအလုံးကလက်ရှိစီအိုစုရဲ့ချုပ်ရင်ချက်များနဲ့ ကနဦးဆောင်ရွက်မှုများပေါ်ခြေခံပြီးလာမယ့်ရွေးကောက်ပွဲများသည်လွတ်လပ်ပြီးတရားမျှတနိုင်မည်မဟုတ်ကြောင်းတညီတညွတ်ထဲကောက်ချက်ချခဲ့ပါတယ်။ထို့ကြောင့်တရုတ်နိုင်ငံရဲ့ထောက်ပံ့စီမံနဲ့ကျင်းပမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာမှလက်မခံကြရန် Republican နဲ့ Democrat Congress လွတ်တော်အမတ်များကတိုက်တွန်းထားပါတယ်။ကြေညာချက်တွေအသက်အန္တရာယ်အချင်းချခံရမှုနဲ့ ရင်မနေဆက်ခံရနိုင်သည့်ကြီးမားသောအနေများကိုရင်ဆိုင်ရင်မြမပြည်သူလူထုသည်ဆီယနာရှင်ဖွဲ့၏အာနာရှင်ဆန်သောအုပ်ချုပ်မှုကိုရဲရဲစွာခုခံတွန်းလှန်လျက်ရှိပြီးနိုင်ငံကိုအပြည့်အဝထိန်ချုပ်နိုင်ခြင်းမရှိအောင်တားဆီးထားနိုင်ခဲ့တယ်လို့ဂုံပြုဖော်ပြထားပါတယ်။စစ်ကောင်ရှင်ဖွဲ့ဟာ2023ခုနှစ်မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီအများအပြားကိုဖျက်သိမ်းခဲ့တဲ့အပြင်2020အထွေထွေရွေးကောက်ပွဲတွင်တရားဝင်ရွေးချယ်ခံရသောကုစလင်များကိုဆက်လက်ဖမ်းဆီးထားခြင်း နှိမ့်ဆက်ညင်မှန်ခြင်းသို့မဟုတ်ပြည်ပသို့တန်းရှောင်စေခြင်းများကြောင့်လမ်းမြမဲပေးမှုသည့်လွတ်လပ်ခြင်းသို့မဟုတ်တရားမျှတခြင်းမရှိနိုင်ကြောင်း၎င်းတို့ကထောက်ပြပါရသည်။သို့ဖြစ်၍အမေရိကန်ပြည်ထောင်စုအနေနဲ့တွေ့ရန်ရွေးကောက်ပွဲကိုလုံးဝလက်ခံမည်မဟုတ်ကြောင်းကြေညာချက်မှာဆိုထားပါတယ်ရှင်။ကျမတို့ရဲ့ PSN news မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပြပို့ထားတာဖြစ်ပါတယ်။ PSN news ကိုကြည့်ရှုအောင်ပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ်ဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။